ကေတခွေပြည်သူများအားလုံးမင်္ဂလာပါဒီလရဲ့နိုင်ငံရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကခန်းအကယ်ဒမီကနေပြီးတော့ကလေးတယောက်ကိုပုံပြင်ဖက်ပြပေးနေတဲ့ point of view အမျိုးမျိုးကနေပုံပြင်ကိုတုံးတက်တဲ့သင်ခန်းစာတစ်ခုကိုပါလာတော့တွေ့ခဲ့ပါတယ်ဒီနေရာမှာကျွန်တော်အတွေ့အကြုံပေါ်ပေါက်လာခဲ့တယ်ဗျအလူငယ်တွေသာဒီလိုမျိုးရှုထောင့်မျိုးစုံကနေသတင်းတစ်ခုကိုကြည့်တဲ့နိုင်ငံရေးနဲ့လူမှုရေးဆွေးနွေးမှုတွေမှာဘလောက်ကောင်းမလဲပေါ့နော်အဲ့ဒါနဲ့ပဲဒီ echo chamber ဆိုတဲ့ ပဲ့တင်တန်တာကြားရခြင်းဆိုတဲ့ခေါင်းစဉ်တွေကိုကျွန်တော်ရွေးချယ်ဖို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။ပဲ့တင်တန်ဆိုတာမိစုတွေလည်းသိကြတဲ့အတိုင်းပေါ့နော်။ကိုယ်တန်ကိုပြန်ကြားရတာပေါ့။ပဲ့တင်တန်တာကြားရခြင်းဆိုတာကတော့ကိုယ်တန်ကိုပဲထက်ခါထက်ခါကြားနေရခြင်းမျိုးဖြစ်ပါတယ်။နိုင်ငံရေးနဲ့လူမှုရေးနယ်ပယ်တွင်မှာလူတွေဟာကိုယ်ဖြစ်ခြင်းတဲ့တဲ့ရင်တွေအချက်လက်တွေကိုကျွန်တော်တို့မြင်နေရ ကြားနေရတဲ့အခြေအနေကိုထက်ခါထက်ခါမြင်နေရကြားနေရတဲ့အခြေအနေကိုကျွန်တော်တို့က echo chamber ဖြစ်တယ်လို့ echo chamber တွေကိုရောက်နေတယ်လို့ဆိုနိုင်ပါတယ်ပေါ့နော်အတနည်းအားဖြင့်လူတွေကိုတစ်ဖက်သက်သူတို့ရဲ့သဘောထားနဲ့ရှုတော်ညင်တူတဲ့အကြောင်းအရာတွေကိုသာကြားနေစေတတ်တဲ့အဖြစ်ပြက်ပါဒီအကြောင်းကဘလို့ဖြစ်လာတာလဲဒါမှမဟုတ်နိုင်ငံရေးနဲ့လူမှုရေးနယ်ပယ်တွေမှာဘလို့တက်ရောက်မှုတွေရှိနေလဲဆိုတော့ကျွန်တော်တို့ကဒီကနေ့လေ့လာကြည့်မှာဖြစ်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့၄နှစ်လောက်ကဒီ political polarization versus social media ဆိုတဲ့ခေါင်းစဉ်နဲ့ လူမှုကွန်ရက်တွေရအောင်နိုင်ငံရေးအဆုံးရောက်ခြင်းတွေဖြစ်လာရခြင်းကိုတင်ဆက်ခဲ့ပြပါတယ်။အဲ့ထင်မှာကျွန်တော်တို့ကဒီ algorithm ဆိုတဲ့အရာကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်။အခုလည်းပြန်ပြောပြမယ်နော်။ algorithm ဆိုတာ the set of instruction လို့ခေါ်ပါတယ်။သူကဒီညွှန်ကြားချက်တွေအစုဖွဲ့ထားတာပေါ့နော်။အဲ့မိတ်ဆွေကမွင်းကားချက်ချင်တဲ့ဆိုလို့စိုင်းဆိုလို့ရှိရင်ပေါ့နော်။မွင်းကားမွင်းကားချက်ချင်တယ်ဆိုလို့ရှိရင်ချက်ရောင်းချင်တယ်ဆိုလို့ရှိရင်မွင်းကားချက်ပုံချက်နေ instruction တွေကိုလိုက်လို့ရင်မွင်းကားတပွဲရပါလိမ့်မယ်။ အဲ့လိုပါပဲကျွန်တော် internet software တွေမှာလည်းမိတ်ဆွေရဲ့မျက်စိရှေ့မှောက်ကိုဘယ်သတင်းတွေယူဆောင်ရလာရမလဲဆိုတဲ့ algorithm တွေဆိုတာရှိပါတယ် social media ရဲ့ algorithm တွေကများသောအားဖြင့်မိတ်ဆွေကိုသူတို့ရဲ့ media ပေါ်မှာအချိန်ကြာမြင့်စွာနေစေချင်ကြတာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့အကြိုက်တွေကိုပဲသူကနီလန်းမျိုးစုံနဲ့မှတ်သားထားပြီးတော့မိတ်ဆွေကြိုက်နိုင်တဲ့သတင်းအချက်အလက်တွေကိုယူလာပြီးပြပေးတာဖြစ်ပါတယ်ဒါမှသာမိတ်ဆွေလည်းကိုကြိုက်တာလေးတွေကြည့်ပြီးတော့စိတ်ချမ်းသာမှာဖြစ်ပါတယ်ဒါဘာနဲ့တူတယ်လဲဆိုတော့ ကိုယ့်ရဲ့ပက်တင်တန်ကိုထပ်ခါထပ်ခါပြန်ကြားနေရတာ ਨੇ တူပါတယ်။ကိုယ့်အကြိုက်တာဒါကိုမြင်ကျင်တာကိုယ့်အကြိုက်တွေထပ်ခါထပ်ခါမြင်နေရတာမျိုးပေါ့နော်။ဒါပေမဲ့ဒီအချက်ကနိုင်ငံရေးလိုကိစ္စမှာပြဿနာရှိပါတယ်။ကိုယ့်အကြိုက်တဲ့အဖွဲ့အစည်းဒီဟိုအသင်းပေါ့နော်။ဒီအသင်းရဲ့ကောင်းကြောင်းတွေရေးတာပြောတာတစ်ဖက်အဖွဲ့အစည်းရဲ့မကောင်းကြောင်းတွေရေးတာပြောတာဒါတွေကိုပဲကိုကထပ်ခါထပ်ခါကြားလာတဲ့အခါမှာတစ်ဖက်အသင်းပေါ်ကိုအမြင်ဆောင်မှုတွေဖြစ်လာတယ်။ကြားလာတော့တစ်ဖက် တစ်ဖက်မသိမြတ်မှုတွေကပုံမှန်ပြီးတော့ကြီးထွားလာမှာဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က polarize ဖြစ်တယ်လို့ခေါ်ပါတယ်ဖြစ်နေတစ်ဖက်တစ်ဖက်ဝေးသွားတာပေါ့နော်ဒါမျိုးပြောတာအဲ့တော့ဒီ echo chamber ကဒါဘယ်လောက်နိုင်တာလဲဆိုတော့ဒါနေမကသေးပါဘူးပေါ့နော်ဒါကဒီ echo tan က echo chamber ကိုဖြစ်စေတယ်နောက်တစ်ခုကလေဒီ echo chamber ကိုထပ်ပြီးတော့ဖြစ်ပါဖြစ်စေနိုင်ပါလိမ့်မယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအကျင့်တွေဖြစ်ပါတယ်ဥပမာလူတွေဒီမိမိရဲ့အမြင်ကျွန်တော်တို့ရဲ့အမြင်ပါနော်ကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့ကန့်ညီတဲ့သတင်းရေးသားသူဒါမှမဟုတ်တငယ်ချင်းမိတ်ဆွေများကိုသာ friend add တာ follow လုပ်တာဒါမျိုးတွေအကျင့်ရှိပါတယ်နော်မိမိနဲ့သဘောထားမတူတဲ့သူအမြင်မတူတဲ့သူဒါဆိုမတည့်တဲ့လူပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်ကျွန်တော် unfollow လုပ်တာတွေ unfriend လုပ်တာတွေဘလော့တာဆက်သဖြင့်လုပ်တက်ကြပါတယ်ဒါကိုတော့ကျွန်တော်တို့က selective exposure လို့ဘူဆန်ဆန်အမြည်တက်နိုင်ပါတယ်ပေါ့နော် selective exposure ကလည်းကျွန်တော်ဒီအကူချိန်ပါကိုဖြစ်စေတဲ့ဒုတိယချက်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့အော်ဘရမအပေါ်မှာပြရတဲ့ algorithm ကနေ echo chain မှာဖြစ်စီရဲအခုအော်ဒုတိယချက်မှာဆိုရင်တော့ selective exposure ကနေ ီ echo chamber ကိုဖြစ်စေတယ်။ဒါ echo chamber ကဒီ echo chamber ကနိုင်ငံရေးအစွန်းရောက်ခြင်း political polarization တစ်ခုကိုပဲဖြစ်စေတာလားဆိုတော့မဟုတ်ပါဘူး။သူကလည်းအဲ့ဒါ social network ရှိပါလေ။အဲ့ဒါကကျွန်တော်တို့ misinformation လို့ခေါ်တဲ့သတင်းအမှားတွေကိုလျင်မြန်စွာပြန့်နှံ့မှုကိုကူညီပေးတာဖြစ်ပါတယ်။ echo chamber တွေကိုရောက်နေတဲ့လူတွေများလာတဲ့အခါမှာသတင်းတစ်ခုကို perspective နော်ဒါမှမဟုတ် point of view ပေါ့နော် point of view နောက်တစ်ခုကနေရှုမြင်ကြည့်မဲ့သူနဲ့ပါလာတာဖြစ်ပါတယ်။ ဒါက critical thinking ကို အားနည်းစေတဲ့အရာဖြစ်ပါတယ်ဒါကြောင့်တက်လာတဲ့သတင်းကိုအခြားမစင်စားပဲနဲ့ပေါ့နော်အမှားမှန်ကိုမချင့်ညင်ပဲနဲ့လူတွေက like and share တွေလုပ်ပြီးတော့သတင်းကဝုန်းငနေဆိုပေါက်သွားတာမျိုးဖြစ်ပါတယ်ဒါတွေကဖြစ်လဲဖြစ်နေစေဖြစ်ပါတယ်ဥပမာပေးရမယ်ကျွန်တော်ကကျွန်တော်လည်းဥပမာပေးမယ်နော်ကျွန်တော်ကအာဆင်နယ်အသင်းပြေးတယ်ဖြစ်ပါတယ်ဒါကြောင့်မလို့အာဆင်နယ်အသင်းရဲ့ကောင်းသတင်းရေးတဲ့ page တွေသတင်းတွေကိုကျွန်တော် follow လုပ်ထားပါတယ်ပြီးတော့ကျွန်တော်ရဲ့ friend တွေထဲမှာလည်းအာဆင်နယ် fan တွေငယ်ချင်းတွေညားပါတယ် ဲ့ကျွန်တော်ကဒီ social circle ထဲမှာကျွန်တော်တို့တွေကအာဆင်နယ်ကောင်းချောင်းသတင်းတွေကိုမျှဝေကြပါတယ်။တခြားအသင်းမကောင်းချောင်းတွေဆိုရင်ကျွန်တော်တို့လည်းသဘောကျတယ် light တွေလည်းပြီးတယ်အဲလို့နော်အဲ့ချိန်မှာကျွန်တော်တို့ရဲ့တယောက်ကအာဆင်နယ်ပြိုင်ဘက်အသင်းရဲ့မမှန်ကန်တဲ့သတင်းတစ်ခုကိုတင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှန်လားမမှန်ဘူးလားဆိုတာကိုမချင့်ကျင်တတ်တော့ဘာလို့လဲဆိုတော့ဒီသတင်းကကျွန်တော်တို့ကြားကျင်နေတဲ့သတင်းဖြစ်လို့ပါမြန်မာပြည်ကပြောတာဆိုတော့ကြားကျင်တာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကမချင့်ကျင်ဘဲနဲ့ like and share တွေလုပ်လိုက်မိပါတယ် ဒါကြောင့်ချက်ချင်းဆိုသူတရင်ကကျွန်တော်တို့အတိုင်းဝိုင်းကြမှာပြန်နှံ့သွားပါတယ်။အဲတရင်မှာပြန်လာမြန်လာပေါ့နော်။ဒါမျိုးကိုဆိုလို့ဒါဖြစ်ပါတယ်။ဒါကလည်းအကိုချိန်ပါကပြုလုပ်ပြီးတဲ့တရင်မှာ misinformation တွေပြန့်နှံ့မှုကိုမြန်စီတဲ့မကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။အဲဥပမာပေးခဲ့တာကကျွန်တော်ဥပမာပေးခဲ့တာကဘောလုံးအသင်းကိစ္စပါ။အကယ်၍သာနိုင်ငံရေးနဲ့ချီရဲ့ပေါ့နိုင်ငံရေးနဲ့ပတ်သက်တဲ့နိုင်ငံရေးသတင်းဆိုလို့ရှိရင်တော်တော်သတင်းမှားကတော်တော်ကိုကြောက်ဖို့ကောင်းပါလိမ့်မယ်။ ဟိုတမိုင်းမှာကျွန်တော်နာမည်ကြီးခဲ့တဲ့ Western Churchill ပေါ့နော်။ဒါပေမဲ့သိကြမှာထင်ပါတယ်။သူပြောခဲ့ဦးတဲ့စကားလေးတစ်ခုရှိရဲ့ဗျ။အဲတရင်မှန်ကဖြန့်ဖို့လုံနေတဲ့အချိန်မှာတရင်မကကဘာတဝက်လောက်ထိတော့ခီးရောက်နေပြီးပါပြီလေပေါ့နော်။မှန်ပါတယ်။အခုအဲ့လိုတွေ social media မှာမိတ်ဆွေတို့ကိုယ်တိုင်မြင်တွေ့နေကြနိုင်မယ်လို့ထင်ပါတယ်။အဲကျွန်တော်တို့အခုချိန်ပါကို ါဒါကျွန်တော်ပြောခဲ့တဲ့အကြောင်းလေးပေါ့နော် acquisition ပါဟုတ်တခြား dictionary တွေကဘလို့အဓိပ္ပာယ်ဖွင့်လဲဆိုတော့ကျွန်တော်တခြားပြောပြပေးချင်ပါတယ်အဲ့တော့ oxford dictionary ကဖွင့်ဆိုထားတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကိုကျွန်တော် အောက်မှာဖော်ပြထားပါတယ်ပေါ့နော်ဒါအင်္ဂလိပ်လိုပေါ့မြန်မာလိုဆိုရင်တော့သူပြောတာကမိမိတို့ရဲ့အမြင်မိမိတို့ရဲ့ယုံကြည်မှုတွေနဲ့စင်တူရိုးမအရာတွေကိုသာကြုံတွေ့နေရပြီးတော့တခြားအမြင်တွေကိုထည့်သွင်းစဉ်းစားကြရမလို့တဲ့ပတ်ဝန်းကျင်ကိုကျွန်တော်တို့ကအကူချိန်ပါလို့ခေါ်တာဖြစ်ပါတယ်ဟုတ်ပါတယ်ယနေ့ခေတ်ကြီးမှာ အကူချိန်ပါသည်ကျွန်တော်တို့မိတ်ဆွေတို့ရဲ့အမြင်တွေရှုထောင့်တွေကိုပြောင်းလဲစေနိုင်တဲ့အတွက်တခြားရှုထောင့်မျိုးစုံကနေတရင်တစ်ခုကိုဆင်ញင်ကြည့်တတ်ဖို့လိုအပ်လာနေပါပြီမိတ်ဆွေဆိုရင်ရောဘလိုမျိုးဒီအကူချိန်ပါကိုကြော်လွှားသွားတယ်ပေါ့နော်ကြော်လွှားသွားမယ်လို့စိတ်ကူးထားတယ်ပေါ့ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်တခြားသူတွေလည်းမိတ်ဆွေရဲ့အမြင်ကိုဖတ်ရှုနိုင်တယ်ပေါ့နော်ဒီလိုတရင်မားနဲ့ အဆုံးရောက်ချင်းတဲ့ဒီနိုင်ငံရေးနယ်ပယ်မှာအင်ပါတန်မှကြောက်စရာကောင်းပြီးတော့နိုင်ငံတစ်ခုကိုပျက်စီးနိုင်လောက်တဲ့အထိဖြစ်စေတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။အကြောင်းရင်းတွေပေါ့နော်။ဒါကြောင့် K2K ရဲ့မိတ်ဆွေတို့လည်းအတိတရားဖြင့်သတင်းစားသုံးသူများဖြစ်ကြပြီးတော့တုတ္တနဲ့ရှင်သောနော်ဒီ echo chamber ကိုကြော်ရွားနိုင်သောနိုင်ငံသားများဖြစ်ကြပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ဒီကနေ့ရဲ့ season လေးကိုဒီမှာပဲညီကုန်းချိုးလိုက်ပါတယ်ဗျာ။အဲ့တော့ကိတုကေရပညာရေးဖောင်ဒေးရှင်းတစ်ခုလုပ်ထားပါတယ်။ဒီပညာရေးဖောင်ဒေးရှင်းကိုလှူရင်သူများအနေနဲ့ ဒီ KB နံပါတ်နဲ့ WB နံပါတ်တွေကို K2K လို့နှုတ်မှရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ